သမတော်ဟာမြမပြည်သူသားတိုင်းဒေသအလုံးရဲ့ကြီးကြီးလေးစားချစ်ခင်ယုံကြည်ခြင်းကိုအပြည့်အဝရရှိခဲ့ပါတယ်။ဘယ်ဟာကိုဥမာပြရမလဲဆိုရင်ခြေရန်ပြန်ပြီးပဲဖြစ်စေသမတော်နေခန္ဓာစစ်ကြီးစစ်ခန္ဓာတွေမှာပဲကြည်ကြည်ပါပေါင်းပေါင်းဖြတ်ဖြတ် တကယ်ကိုတိုက်တိုက်ဝင်းဝင်းကျုံကျုံရှင်ရှင်ကြည်ကြည်နူးနူးနဲ့တမတော်သားတွေကိုတန်းကုန်းဆွေကျုံစုံပေးကြတဲ့ပုံရိပ်တွေကျွန်တော်တို့ကစီထဲမှာအခုဒီမြင်အောင်နေသေးလားအခုဆရာနာရှင်တွေလက်ထက်ပေါ်ရောက်သွားတဲ့ခါကျတော့အဲ့ဒီလိုပြီးပြီးလူကတောင်းတောင်းဖြတ်ဖြတ်ညီညီညွတ်ညွတ်ကျုံကျုံရှင်ရှင်ပြောပြောပါပါနဲ့တမတော်သားများကိုကျုံစုံကြတဲ့ဝေးလန်းတပင်ခန်းသားတွေတန်းကုန်းဆွေတွေချင်းချင်းတဲ့ဂုံးကြီးပွဲကြီးတွေအဲဒါပဲဒါရဲ့ဟိုဒီပါရဲ့ကျုံစုံသွားတဲ့ဟာအားလုံးကြည့်ကြပါလေဒါပြည်နယ် ရှိသွားတာမဟုတ်ပါဘူးစနစ်တကူရဲ့တွေးခွဲခြင်းကိုခံသွားရလို့ဖြစ်ပါတယ်အဲဒါမို့ကျွန်တော်တို့ဟာဆက်အာဏာရှင်လက်ထက်မှာပုံရိပ်တွေပြည့်ရင်းပြည်သူ့ရဲ့ကြီးမျိုးလေးစားခြင်းကြောက်ဆုံးခဲ့တဲ့မြမတပ်မတော်ကိုပြည်သူ့ရဲ့ချက်ကြီးမျိုးလေးစားခြင်းကိုပြန်လည်ရရှိဖို့အတွက်စွမ်းဆောင်ပေးရမှာတိဆောက်ပေးရမှာတစ်ခုပဲရှိပါတယ်အဲ့ဒီအရင်ရှင်းတစ်ခုကတော့ပြဿောက်ပေးနိုင်မယ်ဆိုရင်ဒီလူကြီးသားတိုင်းကအားလုံးဟာတောင်းပန်ကြပြပြုံးပြွှေရွှေရွှေနဲ့ဓမ္မတမတော်ကတွေ့တဲ့နေရာတိုင်းမှာ ချစ်ချစ်ခင်ခင်ကြီးညိုလင်းစားတဲ့စိတ်ထားတွေအမြန်ဆုံးပြန်လည်ဆောက်နေမှာဖြစ်ပါတယ်ကျွန်တော်အားလုံးမျော်လင့်တောင်းဆိုတဲ့ပြည်ပြည်ပေါင်းလေးပေးရန်အချက်ကတော့ဒီနေ့မြမတက်မတော်ကိုတက်မတော်စတင်ပြီးထောင်ခဲ့တဲ့တက်မတော်ရဲ့ဖခင်ကြီးလွတ်လပ်ရေးပြီးသူကကြီးအာဇာနည်ခေါင်းဆောင်ကြီးဘုံကျော်အောင်ဆန်းမျော်မှန်းခဲ့တဲ့လွတ်လပ်ရေး တမရောမြို့ချင်းမြမတမရောခေကအတိုင်းဤသူသာအမိဤသူသာဖဆိုတဲ့စိတ်ထားနဲ့ဤသူကိုပဲပြက်ပြက်သားသားတိတိကျကျပေါင်းချုံမှန်မှန်ပွင့်ပွင့်လင်းလင်းကာကွယ်ဆောင်ဆက်တဲ့ပြည်ချစ်တမရောဖြစ်အပင်ကြောင်းပေးယုံပဲရှိပါတယ်။အဲဒီလိုပြည်ချစ်တမရောဖြစ်အပင်ကြောင်းပေးလိုက်ယုံနဲ့လက်ရှိမြမတမရောဟာစစ်အာဏာရှင်စနစ်ဆိုးရဲ့ လောင်းရိပ်အောက်ကအလိုအလျောက်လွန်မြောက်ရုပ်ထွက်လာပါလိမ့်မယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟာဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ဒီချစ်တက်မတော်တိုင်းရင်းသားအလုံးချစ်တဲ့ပြည်တော်စုတက်မတော်အဖြစ်ဆရာမရှင်စနေလောင်းရိပ်အောက်ကနေအပြီးတိုင်လွန်မြောက်ရုပ်ထွက်လာတဲ့မြမတက်မတော်ကိုကျိုးစိုးဂုဏ်ပြုလူဟာအကြောင်းဆန္ဒပေါ်လို့ရတယ်ဖြစ်ပါတယ်။အဲနောက်ဆုံးတစ်ချက်ကတော့ဒါစီနိုင်ငံရေးဖြစ်စဉ်တွေထဲမှာအတက်ခဲတွေဟိုဆက်လက်ရွေးချယ်ဖို့အတွက် ဟန်မာရီဖြစ်နေတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းသင့်တယ်လဲဆိုတဲ့ဒီလူကြီးရဲ့တိုက်တွန်းချက်အကြံဉာဏ်ဖြစ်ပါလေအခုဆိုရင်ကျွန်တော်တို့အားလုံးတိုင်းသားဖွဲ့စည်းတွေရောနိုင်ငံရေးပါတီတွေကရောတစ်ခဲတစ်ဖြဲတောင်းဆိုကြတဲ့အရာဟာ၂၀၁၈ဖွဲ့စည်းပုံနာကိအခြေခံဥပဒေကိုပြင်ဆင်ပေးဖို့ဖြစ်ပါတယ် ဒီ negotiation ဖွဲ့စည်းပုံအခြေခံဥပဒေတွေကအချက်လက်အများအများဟာပြည်သူလူထုလက်မခံတဲ့ဂျာဝါဒီအတရားဓမ္မတာထမ်းခဲ့တဲ့ဒီဆရာလာရှင်စနစ်နဲ့ဆရာလာရှင်စနစ်ကအသက်ရှင်ရပ်ပြီးကိုကျိုးစီပွားရှာစားပွားခဲ့တဲ့လူသူစုအတွက်ကာကွယ်ရေးဆွဲထားတဲ့တစ်ဖက်တည်းကြသောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေလို့ကျွန်တော်တို့အားလုံးဟာဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံလိုပါဘူးလက်မခံနိုင်ပါဘူးပြု ည်းမပေးဘူးဆိုရင်အတိရင်းဆွဲသေးပါဘူးကျွန်တော်တို့အားလုံးပေါင်းစုံနေကြတာဖြစ်ပါတယ်အခုအခြေခံဥပဒေပြင်ဆင်ဖို့ဆိုတဲ့အခါကျတော့ဘုမအခုနဲ့ကြီးကြီးအပြတ်အသတ်ကန့်တ်အားစီထားတာကိုပြည်သူအားလုံးအသိပဲဖြစ်ပါတယ်အဒီအခြေခံဥပဒေပုံမှန်ကတော့ပုံမှန်436ဖြစ်ပါတယ်တမရောကပါလင်တမရောကာကွယ်ရေးဦးစီးချုပ်အမိန်ပေးထားတဲ့ ော်ကိုယ်စလေတမတော်သားကိုယ်စလေတဦးတယောက်ကသာလျှင်သဘောမတူရင်ခြေကံဥပဒေဘာမှပြင်မလာဘူးဆိုကြတဲ့ကကျွန်တော်တို့ရဲ့အခြေခံဥပဒေဟာတမတော်ကအပိတိုင်ထိန်းချုပ်ပြီးအလံစိုက်ထားတဲ့တမတော်တမတော်လက်အောက်ခံဥပဒေဖြစ်နေပါတယ်။ဒါတော့ကျွန်တော်တို့လူလူသောသောဒေါ်ဆန်းစုကြည်ပြောသလိုပါပဲလေးနက်မှုနဲ့ စင်ကျင်သွင်းစပြီးရှစ်စီရာရှိရင်ရှစ်တက်ကြဖို့လိုပါတယ်မလိုအပ်တဲ့အခွင့်အရေးကိုအဓမ္မသိယူထားခြင်းဟာစစ်ပွဲဖြစ်ကြောင်းလည်းသိစေချင်ပါတယ်ဒါကြောင့်မလို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာအထူးကကြတဲ့တက်မတော်ဟာဖွဲ့စည်းပုံအခြေခံဥပဒေထဲကပုံမှန်436ဆိုတာနဲ့အနိုင်ပိုင်းပြီးပြည်သူလူထုအထက်ကနေဖို့မစင်စားပဲ ပြည်သူသားမိပြည်သူသားအဖပြည်သူလူသားချက်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးတဲ့ဒီချစ်တတ်မတော်ဖြစ်ပုံမှန်၄သိန်းတောက်ကစာစီကဥပဒေတစ်ခုလုံးပြင်ဆင်ရေးမှာတာဝန်တိတိယုံကြည်ချက်ရှိရှိပြည်သူနဲ့ရင်ပတ်ချင်းကကဒန်းသားလေးနေပြီးပါဝင်လာမဲ့တတ်မတော်ဖြစ်ကျွန်တော်တို့မျော်လင့်နေတဲ့ဆိုတဲ့အကြောင်းလေးတင်ပြတာဖြစ်ပါတယ်။အဲနောက်တစ်ချက်ကတော့၄ဝင်းဆိုင် တွေ့ဆုံဆွေးနွေးရေးပါကျွန်တော်တို့တင်ပြတဲ့၄ဝင်းဆိုင်ဆိုတဲ့အရာမှာ ်မက်ဆီသမတာဦးဆောင်တဲ့ပြည်တော်စုအစိုးရအဖွဲ့အဖွဲ့ဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ကာကွယ်ရေးလုံခြုံရေးကောင်စီကပါတဲ့ပုဂ္ဂိုလ်များကအဖွဲ့နောက်တစ်ခါဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးပါတီခေါင်းဆောင်များပြည်သူလူထုကြီးညိုလေးစားအားထားတဲ့လူထုခေါင်းဆောင်များပါဝင်တဲ့အဖွဲ့အားတစ်ဝက်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ရဲ့ပြည်ပေါင်းများစွာလွတ်လပ်ရေးနဲ့ဒဏ်လူကြီးများခွင့်ဖက်ဒရယ်ပြည်တော်စုရရှိရေး ကိုပိုင်ကြောင်းဝင်ရရှိရတဲ့တသက်တာလုံးတိုက်ပွဲဝင်တောင်းဆိုလာခဲ့တဲ့တိုင်းရင်းသားခေါင်းဆောင်များအားလုံးစူပေါင်းပါဝင်တဲ့အဖွဲ့ကတစ်ဖွဲ့မင်းဖွဲ့ဆိုင်ဆိုတဲ့အဖွဲ့အားလုံးပေါင်းစုပြီးသဝဲတဝိုင်းနဲ့ထိုင်ကဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေဖြစ်ပေါ်နေတဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်ခြင်းရှိတဲ့ပြဿနာတွေအတွက်ကိုပွင့်လင်းမြင်သာယူသာယင်းဤချစ်ခင်စွာပြည့်စုံဆွေးနွေးပေးကြဖို့ကျွန်တော်တို့တောင်းဆိုနေတဲ့ပွဲမှာအထက်တာဝန်ရှိတဲ့မြမတက်မတော်ကပါဝင်တိတိပါဝင်လာပြီး ဖြည့်ရှင်းဖို့ကောင်းဆိုရဲပြည်တော်စုတက်မတော်ဖြစ်မမမမပြည်သူပဲရက်တီလာတဲ့တက်မတော်ဖြစ်ကျွန်တော်တို့ပြည်သူတိုင်းရင်းသားအားလုံးဟာမျှော်လင့်ကြိုဆိုနေပါတယ်ဆိုတဲ့အကြောင်းကိုအခုလိုဆန္ဒဖော်တော်ပွဲကျင်းပပြီးကျွန်တော်တို့တောင်းဆိုခြင်းဖြစ်ပါတယ်မကြောင်ခင်မှာကျွန်တော်တို့မှတ်တမ်းတက်ဖို့